ကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွန်ဟောကြားသွားမှာဖြစ်ပါတယ်။အဲ့တော့ဆက်ရှိရမေလ2025တနင်္ဂနွေနေ့ကနေပြီးတော့ဆက်နမ4ရက်မေလ2025စနေနေ့ဒီတပတ်တာအတွင်းအဲကျွန်တော်တို့စနေသားသမီးတွေကံကြမ္မာကိုကြည့်လိုက်ကြရအောင်။အဲ့တော့ဒီတပတ်မှာဆိုလို့ရှိရင်တော့ကိုကဟုတ်လား လက်ဆောင်ပစ္စည်းကရောဂံပစ္စည်းတွေရောက်လာတတ်တယ်နာမကုန်သတင်းကြီးတတ်တယ်ယာထူးတတ်တတ်တယ်နေရာကောင်းရတတ်တယ်ဆိုတော့တပတ်တာဖြစ်တယ်အဲ့တော့ကိုကအဆင်မပြေဘူးဆိုတဲ့ကိစ္စတွေကပြန်ပြီးတော့အဆင်ပြေလာမယ်ဟဲ့လားဆုံးရှုံးထားတာတွေပြန်ဝင်လာမယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့အလုတ်ကန်ခွင်လန်းငွေကြေးခွင်လန်းတွေဆုံးရှုံးနေနာခဲ့တယ်ဆိုတော့ဒီတော့တာမှာပြန်ဝင်လာမယ်ပြန်ရလာမယ်ဆိုတော့တပတ်တာဖြစ်တယ်လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေလက်ဝယ်ပိုင်ဆိုင်မှုအခြေအနေတည့်ရက်ကိုပြန်ပြီးတော့ရလာမှာဖြစ်ပါတယ် ။အဲကျမကြီးမကောင်းလို့အဲ့ရလဲလဲပြီးချူကြနေတော့ကျမကြီးပြန်လဲကောင်းမော်တတ်တာလာနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်။အဲ့တော့ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ကိုကကြီးခဲ့တဲ့သူတွေကကုညီဆောင်ရှောက်တာမဆတာမျိုးတွေလည်းဖြစ်မယ်။ကိုပြောသမျှပြီးမြောက်မယ်။အဲ့ဒါအရာရောက်မယ်ပေါက်မြောက်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေနေနဲ့လည်းရောင်းဝယ်စီးပွားရေးတွေကိုပိုင်လုပ်ငန်းတွေတိတိတသာတိုးတက်မယ်အမြတ်အစွန်းတွေရမယ်အကျိုးအမြတ်တွေ ဲ့လားလာလာခွင့်လန်းနေရမှာဖြစ်ပါတယ်အလောက်ကန်ကြံစီငွေကြေးကြံစီတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အလားတူပဲဒီတော့မှာဆိုလို့ရှိရင်တော့ဟာလာအခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့ဒီတော့မှာနည်းနည်းလေးနားလည်မှုလွဲတတ်တယ်အလူငယ်များဖို့ချစ်သူကြီးစားတစ်တွေရတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ပါစေအခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းဒီဘက်မှာကန်ကောင်းနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီကျွန်တော်တို့ဟာလာအလုပ်သွားချောင်းမှာအင်တာဗျူးပြင်မယ်အဲ့လုပ်ငန်းတွေစတင်ထူထောင်မယ်ဆက်လာအလောက်ကန်ကြံစီတွေဟာလာကြံစီသမားတွေ လက်တွေ့လှုပ်ဆောင်ခြင်းမအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့အလုပ်သွားချောင်းမအောင်မြင်မယ်ဟုတ်လားဘယ်ကိစ္စမစုဒီဘက်မှာဆိုရင်အခုတည်းဒီအားလုပ်ရင်ကောင်းပါမလားဒီလိုဆုံးပြန်ရင်ကောင်းပါမလားကောင်းပါတယ်အောင်မြင်ပါလိမ့်မယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကတော့အဖက်ဖက်ကနေပြီးတော့ပဲကျွန်တော်တို့ကန်စာတာတက်နေတယ်ကန်ပွင့်နေတယ်ဆိုတော့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဟုတ်လားကျွန်တော်တို့တောက်ကြသားသမီးမိစေများအနေနဲ့ကံကောင်းလက်ရှိကနေဒီနှစ်ကနေအကျိုးပေးတဲ့အကြောင်းကတော့ချက်သွေးအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေတော့ပါ